မင်္ဂလာပါ ကျွန်တော်ကတော့ဥတ္တရကျော်ပါအာလီချိုင်းဟုဒ်အက်ဂျူကေတာပါ အရှိမကျွန်တော်တို့ psychological first aid နဲ့ပတ်သက်ပြီးတော့ RAPID model တွေက report and reflective listening ကြောင်းကိုပြောပြပြီးဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်မှုဘယ်လိုတည်ဆောက်မလဲဘယ်လိုနွေ့နွေ့ထွေးထွေးဒီ victim တွေကိုဒုက္ခရောက်တဲ့လူတွေကိုဆက်ဆံမယ် ်ပြီးတော့ဘလို့မေးခွန်းလေးတွေမေးသင့်တယ်ဆိုတာလေးကိုကျွန်တော်ပြောပြပြီးပါပြီဒီတစ်ခေါက်တော့ကျွန်တော်တို့ assessment နဲ့ prioritization ဆိုတာလေးကို ပြောပြချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကူညီမဲ့လူတွေကိုကျွန်တော်တို့စစ်ဆေးကဲဖြတ်မယ်ပြန်ကျွန်တော်တို့ဦးစားပေးအနေနဲ့ပဲအုပ်စုတွေကိုကျွန်တော်တို့ဦးစားပေးဘယ်သူတွေကိုဦးစားပေးလှုပ်ဆောင်မယ်ဘာတွေကိုဦးစားပေးလှုပ်ဆောင်မယ်ဆိုပြီးတော့ကျွန်တော်တို့သတ်မှတ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့စစ်စေးအကဲဖြတ်တယ်ဆိုတဲ့နေရာမှာအဓိကဒုက္ခရောက်နေတဲ့လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအခြေခံလိုအပ်ချက်တွေကိုကျွန်တော်တို့ကအဓိကကြည့်ရှုပြီးတော့စစ်ဆေးရမှာဖြစ်ပါတယ်ဒီလိုမျိုးကဲဖြတ်တဲ့နေရာမှာလဲကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ထင်သာမြင်သာတဲ့အချက်တွေပေါ်မှာပဲကျွန်တော်တို့ကအကဲဖြတ်စစ်ဆေးမှာဖြစ်ပါတယ် ဒါကကျွန်တော်တို့ဟို therapist စီဆရာဝန်နေစစ်ဆေးတဲ့စစ်ဆေးမှုမျိုးနဲ့တော့မတူပါဘူးကျွန်တော်တို့က first aid ဖြစ်တဲ့အတွက်ကျွန်တော်တို့ကအခြေအနေတွေကိုစိုးမသွားအောင် ကျွန်တော်တို့ကလှုပ်ဆောင်ထားပေးဖို့ရင်နောက်ပိုင်းဆရာဝန်နေဒီ therapist စီကုညီကုသမှုတွေဆက်လုပ်လို့ရအောင် ကျွန်တော်တို့ကကြိုတင်ပြီးတော့လှုပ်ဆောင်ပေးထားရတာပါပဲအခြေခံအားဖြစ်တော့အချက်နှစ်ချက်ပေါ်မှာအကဲဖြတ်ပါမယ် ထမတစ်ခုကတော့ဒီလူတယောက်ကဘာဖြစ်ခဲ့တာလဲဒုတိယတစ်ခုကတော့ဒီအဖြစ်ပြက်ပေါ်မှာမူတည်ပြီးတော့သူ့ရဲ့တုံ့ပြန်မှုတွေသူ့ရဲ့ reaction တွေကဘယ်လိုရှိလဲဆိုတာကိုကဲဖြတ်ရမှာဖြစ်ပါတယ်ဒီလိုအကဲဖြတ်ရင်းနဲ့ကျွန်တော်တို့ကအုပ်စု၃ခုခွဲလိုက်ရမှာဖြစ်ပါတယ်ပထမတအုပ်စုကတော့လက်တလောဖြစ်တဲ့အဖြစ်ပြက်တဲ့အခြေအနေပေါ်မှာသူက recovery ပြန်ရနေပြီပေါ့နော်သူ့ဘာသူပြန်ရနေတယ် ရုပ်ပိုင်းဆိုင်ရာတိကျမှုမရှိဘူးနောက်ပေါက်စိတ်ပိုင်းဆိုင်ရာမှာလည်းသူက motivation ပြန်ရနေတယ်ပြီးတော့ positive thinking သူကစဉ်းစားထားနိုင်တယ်သူ့ကိုကြည့်လိုက်မယ်ဆိုရင်ဒီအဖြစ်ပြက်ကို သူသုံးသပ်နိုင်တယ်ပြီးတော့နေ့စဉ်လှုပ်ဆောင်ရမယ်အလုပ်ကိုင်တွေကို သူ့ဘာသူပြန်လုပ်နေနိုင်တယ်သူ့ကိုကြည့်ရတာတိတ်ပြီးတော့ ထွေထွေထူးထူးအရန်စိတ်ပြည့်စည်မှုရှိနေတဲ့အခြေအနေမျိုးမရှိတော့ဘူးအလုံးကပုံမှန်ချင်းနေသူ့ဘာသူတည်ဆောက်နိုင်နိုင်တဲ့အုပ်စုပေါ့ဒီလိုအုပ်စုဆိုရင်တော့ကျွန်တော်တို့ကအုပ်စုစီထဲမှာထည့်မှာပေါ့နော်အဲ့ဒါပါလဲဆိုတော့ urgent ချက်ချင်းလဲသူကလှုပ်ဆောင်စရာမလိုဘူးပြီးတော့ important အရေးလဲမကြည့်တော့ဘူးဆိုတော့တတရားဦးစားပေးထဲမှာဒီအုပ်စုကိုကျွန်တော်တို့ထည့်ပါမယ် ဒုတိယအုပ်စုကတော့ပထမအုပ်စုလို့မဟုတ်ဘူးသူ့မှာစိတ်ပစ္စည်းမှုရှိတယ်ဒီစိတ်ပိုင်းဆိုင်ရာအထိကိမှုရှိတယ်ဒါပေမဲ့အပြင်းထန်ကြီးတော့မဟုတ်ဘူးသူ့အပင်ချက်လက်တွေကြည့်ပြီးတော့သိနိုင်လဲဆိုရင် emotional နဲ့ပတ်သက်ရင်သူကြောက်ရွံ့နေတာတွေရှိနိုင်မယ်နောက်ဝမ်းနည်းနေမယ်နောက်စိတ်တူဒေါသထွက်ပောက်ကွဲတာမျိုးရှိကောင်းရှိနိုင်တယ်အဲနောက်အိမ်မရတာမျိုးတွေရှိနိုင်တယ်အစားအသောက်ပြတ်တာ မျိုးတွေရှိနိုင်တယ် နောက်တစ်ခုက သူကဟိုရိုးရှင်းတဲ့သင်္ချာပု္ပ္ပာလေးတွေတောင်မှသူမှခက်ခက်ခဲခဲတွေ့ရတာမျိုးပေါ့နော်လောလောဆယ် temporary confusion ဖြစ်နေတာပေါ့နော်အဲ့ဒါမျိုးလေးတွေရှိနိုင်တယ် problem solving နဲ့ပတ်သက်ပြီးတော့သူခက်ခဲနေလိမ့်မယ်အိမ်မဆိုးမတ်တာဘာညာတွေလည်းရှိနိုင်တယ်ဒါလေးတွေကတော့သူမှမြင်နိုင်တဲ့ပေါ့နော်ဟိုစိတ်ခံစားမှုစိတ်ဖိစီးမှုတွေပဲ ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကဒုတိယအုပ်စုထဲမှာထည့်မယ်ပေါ့နော်အုပ်စု B ထဲမှာထည့်မယ်စိတ်ထိခိုက်မှုစိတ်ခံစားမှုတော့ရှိတယ်ဒါပေမဲ့အပြင်းထန်မဟုတ်ဘူးပေါ့ဆိုတော့ဘယ်လိုတွက်လို့ရလဲဆိုရင်ဘယ်လိုကျွန်တော်တို့ဦးစားပေးလို့ရလဲဆိုရင် the important not urgent ပေါ့နော်အရေးကြီးတယ်ဒါပေမဲ့ urgent ဖြစ်ရှင်းစရာမလိုဘူး action ယူစရာမလိုတခါတလေကျရင် urgent တော့လောက်ရတယ် important တော့မဟုတ်ဘူးဆိုတော့ဥစားပေးတဲ့မှာကျွန်တော်တို့ထည့်မယ်ဒီလိုလူမျိုးတွေဆိုရင်တော့ကျွန်တော်တို့က monitor လောက်ရမယ်သူ့ဖြည့်ဖြည့်ချင်းကျွန်တော်တို့ကကုစားပေးရမယ်သူ့အားပေးမယ်သူဖြစ်နေတဲ့အခက်အခဲလေးတွေကိုကျွန်တော်တို့က monitor လုပ်ပြီးတော့ကုပြီးတော့ကျွန်တော်တို့ကဖြည့်ရှင်းပေးမယ်ပေါ့ တတိယအုပ်စုကတော့ကျွန်တော်တို့ပြင်းထန်တဲ့စိတ်ခံစားချက်စိတ်အခြေအနေဖြစ်နေတဲ့လူတွေပေါ့ဟိုဘလို့ဟာမျိုးလဲဆိုရင်တော့တိတိတာတာထင်ရှားတာက သူနေ့စဉ်ပုံမှန်လုပ်တဲ့ tax တွေကိုသူတို့မလုပ်နိုင်တော့ဘူးသူ့ရဲ့အတွေးတွေသူစိတ်ခံစားချက်တွေကလည်းပုံမှန်မဟုတ်တော့ဘူးပေါ့နော်လုံးဝ hopelessness ပေါ့နော်လုံးဝမျောလင်းချက်မဲ့နေတဲ့ပုံစံမျိုးတစ်ခါကြရင် ဟိုကိုကိုကိုတတ်သေးနိုင်တဲ့အတွေးမျိုးတွေပေါ့နော်ကိုကိုကိုတတ်သေးခြင်းလောက်တဲ့အတွေးမျိုးတွေတွေးနေတာမျိုးအဲ့ဒါမျိုးတွေရှိနိုင်တယ်အဲ့ဒါမျိုးတွေရှိနေတတ်တယ်နောက်တစ်ခုကဘာခံစားချက်မှမပြတော့တာဟိုဝန်နေတာတို့ဘာလို့လဲမရှိတော့ဘူးလုံးဝထုံနေတဲ့လူတယောက်ဘာခံစားချက်မှ မရှိတော့ဘူးတောင်းတောင်းတောင်းကြီးဖြစ်နေတာပေါ့အဲ့ဒါကလည်းတော်တော်စိုးရင်ရတဲ့အခြေအနေပါ ခံစားချက်မဲ့သွားတဲ့အခြေအနေမျိုးပေါ့နော်အဲ့ဒါမျိုးတွေလည်းမြင်နိုင်တယ်။နောက်ရုပ်ပိုင်းဆိုင်ရာကြည့်မယ်ဆိုလဲ personal hygiene ပေါ့နော်တကူရေတန်ရှင်းရေးကိုလည်းမလုပ်တော့ဘူးဒီလိုလူမျိုးပါလေ။နောက်ပြီးတော့ aggressive နည်းနည်းဖြစ်တယ်။ကြမ်းကြမ်းတန်တန်လေးတွေလည်းဖြစ်လာတတ်တယ်။ဒီလိုမျိုးအုပ်စုတွေဆိုရင်နော်ကျွန်တော်တို့ကအုပ်စု A ထဲမှာထည့်မယ်ပေါ့။ urgent ချက်ချင်းကျွန်တော်တို့ action လုပ်ပေးရမယ်ပြီးတော့အလွန်လဲအရေးကြီးတဲ့အုပ်စုထဲမှာ ကျွန်တော်တို့ကထည့်ပေးရမယ်ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ဒီလူရဲ့လိုအပ်တဲ့ physical ဒီ mental လိုအပ်ချက်ဒီအားလုံးကို ကျွန်တော်တို့ကဖြည့်ဆည်းပေးဖို့ကျွန်တော်တို့ကလှုပ်ဆောင်ပေးဖို့အမြဲမပြတ်စောင့်ကြည့်ပြီးတော့ကျွန်တော်တို့ action ချက်ချင်းလုပ်ပေးနိုင်ဖို့ကျွန်တော်တို့လှုပ်ဆောင်ရတော့မှာဖြစ်ပါတယ် ဒီလိုအခြေအနေမျိုးဆိုရင်တော့ကျွန်တော်တို့ဟိုသက်ဆိုင်တဲ့ doctor တွေ therapist တို့ကိုညီယူပြီးတော့ကျွန်တော်တို့ intensive care တို့ဘာလို့စလုပ်ရတော့မှာပေါ့နော်စပြီးတော့ကျွန်တော်တို့ကဆောင်ရွက်ပြီးဆိုတော့ကျွန်တော်တို့ကကြီးစုကဲဖြတ်ခြင်းနဲ့ဦးစားပေးအဆင့်လောက်တဲ့နေရာမှာအုပ်စု၃စုကျွန်တော်တို့ခွဲမယ်ဟိုပြင်းထန်တဲ့အုပ်စုရဲ့ ကျွန်တော်တို့အလေလက်အုပ်စုရယ်ကိုပါကို recovery ဖြစ်သွားတဲ့အုပ်စုရယ်ဆိုပြီးကျွန်တော်တို့ခွဲမယ်ပြီးဦးစားပေးမှလည်းကျွန်တော်တို့ ABC ခွဲမယ် A ကတော့ကျွန်တော်တို့ urgent လည်းဖြစ်တယ် important လည်းဖြစ်တယ်ချက်ချင်းလှုပ်ဆောင်ပေးရမယ်ဟာပေါ့ B ကတော့ကျွန်တော်တို့က important ဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့ urgent မလိုဘူးဒီကအကျန့် urgent လုပ်ပေးရမယ် important အရေးတကြီးတော့မဟုတ်ဘူး စီကတော့ကျွန်တော်တို့တတိယဦးစားပေးပေါ့ urgent လည်းမလို့ဘူး very important လည်းမဟုတ်ဘူးပေါ့တတိယဦးစားပေးအဆင့်မှာထားမယ်ဒီလိုအုပ်စု၃ခုနဲ့ ABC ခွဲပြီးတော့ကျွန်တော်တို့ကလှုပ်ဆောင်ရမှာဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်က intervention ပေါ့နော်ဒါတွေအုပ်စုခွဲပြီးွားရင်ကျွန်တော်တို့ဘာတွေဆက်ပြီးလှုပ်ဆောင်ပေးရမယ်ဆိုတဲ့ဟာလေးကို ပြောပြပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်